မင်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါရရှင်မိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းသာချမ်းသာပါစေလို့မေတ္တာပို့ပါရရှင်ဒီနေ့တော့ကျမချိန်မိတဲ့ဝတ္ထုလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ဆ iam တန်းနင်းအောင်ရဲ့မိတ္တူပွားခြင်းခွင့်မပြုပါဆိုတဲ့ဝတ္ထုလေးပါမေတ္တာရက်ခံချင်တာကတော့ကျမတို့ရဲ့ Simple Daily Life Channel လေးကိုလက်ခံ Subscribe လေးလည်းလုပ်ပေးပါဦးနော်မိတ္တူပွားခြင်း ခွင့်မပြုပါ ပြဿနာပဲအဲ့ဒါမှာအကြီးအကျယ်ဒုက္ခခက်လိုက်တဲ့ကောင်မလေးနဲ့သူ့ကိုချစ်ရင်ဒီရုပ်ရှင်လိုက်ပြရမှာတဲ့ကိုရုပ်ရှင်ပြရတာဘာအကြောင်းလဲပျော်စရာတောင်ကောင်းသည်ကိုကပဲစပြီးသွားဆက်ဆော့ပြီးပြောမိတာဟောအခုတော့ तू ကရုပ်ရှင်ရောရုပ်ရှင်ကရောရွေးပြီးအဲ့ဒီယုံမှာအဲ့ဒီကားမှာကြည့်ခြင်းတဲ့ဘယ်နဲ့လုံးရပါအဲ့ဒီရုပ်ရှင်ကိုဘေးအဆွဲလေးမှာဖွင့်ထားတဲ့လက်ဖေးဆိုင်ကအင်္ဂါမိမဆိုင်အကျိုးတော့နေပြီထင်ပါရဲ့ ဒီလိုပြောလိုက်တော့ကျုပ်ကိုမိမကြောက်ရတဲ့ကောင်းလို့တော့မထင်လိုက်ကြပါနဲ့နော်။ကျုပ်ကမိမကိုဘယ်နေရာမှမကြောက်ဘူး။ဒီလိုကိစ္စမျိုးကလွှဲရင်ပေါ့။ဒါမျိုးနဲ့ကျုပ်ကတခါမှဖြစ်ဖို့တာမဟုတ်ဘူး။ဒီကောင်မလေးနဲ့ကြာမှာ။အင်းဒါလည်းကျုပ်အပြစ်ကြီးတော့မဟုတ်ပါဘူးနော်။ကောင်မလေးကလည်းကောင်မလေးပဲ။ကျုပ်ကဒီစည်းထဲမှာလည်းဖိဆိုင်လာဖွင့်တာတနည်းမပြည့်သေးဘူး။အရင်တုန်းကတော့ရုပ်ရှင်ရုံရဲ့အစွဲလေးမှာ contract ယူပြီးမိမနဲ့အတူတူရောင်းတာ။နောက်မှစိုက်ခွဲလိုက်ကြတာ။ ခက်တာကကျုပ်တို့ကလင်မယားဆိုပေမဲ့သူ့ဆိုင်လဲကိုမယောင်ကိုဆိုင်လဲသူမယောင်ဆိုတော့ဈေးတဲကကစွန်ရွက်တဲ့ကောင်မလေးကတာတာနာနာနေတဲ့တဲ့ကျုပ်ကိုလူပြိုထင်တာဘယ်ဆမ်းမလဲနော်ကျုပ်ကလည်းချော်လဲရောထိုင်ပြစ်လိုက်တာပေါ့ဒီကောင်မလေးကိုကျုပ်သတိပြုမိတာမကြသေးဘူးဈေးအိမ်သာသွားတဲ့လမ်းကပြန်ကြဈေးတန်းမှာတပန်းလုံးပေါင်းမှအရင်900ဘူးတောင်မပြည့်တဲ့ကစွန်ရွက်ထိုင်ရောက်နေပေမဲ့နာနဲ့တစ်ခေါက်မှန်မှန်တော့ကျုပ်ဆိုင်ကိုလည်းဖိလာလာတောက်တတ်တယ် ခဏိတော့ဆိုင်မှာလူပါနေတော့သူ့စပွဲရနေကောင်တာမှာထိုင်းနေတဲ့ကျုပ်ကိုစိုက်ကြည့်နေတဲ့သူ့ရဲ့တောက်ပတဲ့မျက်လုံးတွေနဲ့စုံမီရင်းကသူ့နဲ့ကျုပ်စညကြတော့တာပဲအဲ့ဒီနောက်မှာတော့လက်ဖေးကြီးကြိုက်တဲ့ကောင်မလေးကိုကျုပ်တနေ့ကိုလက်ဖေးကြီးတစ်ခွက်နဲ့နံပြားတစ်ချက်တစ်ခါတလေလက်ဖေးကြီးအလကားတိုက်ဖြစ်တော့တာပဲကျုပ်ကလည်းဒီနေရာမျိုးမှာတိတ်တော်ဖြစ်ရှိတဲ့ကောင်မဟုတ်ဘူးဗျရဲလည်းမရဲဘူး ဒါပေမဲ့ဒီကောင်မလေးကိုကြာတော့ကြုတ်ကြံရင်ဖန်ရင်ဖြစ်နိုင်ပဲဆိုတာသိနေတော့လက်မလွတ်ချင်ဘူးဗျ။ကောင်မလေးကတနာကမာလီမျက်နှာကလည်းချိုတယ်။အိမ်ငါဟာနေတော့တခြားစီပဲ။အိမ်ငါဟာကလည်းကြုတ်ကြိုက်လို့ကြုတ်ယူတာပါပဲ။ဒါပေမဲ့အခုနှစ်ကြာလေမျက်နှာကျော်ကမာချင်လာနေပဲ။မောင်တထမ်းမယ်တေးပဲလှုပ်လာရတော့နည်းနည်းမန်တက်ချင်လာကိုရတယ်။တကယ်တမ်းကြာတော့ဘာမှအရေးချင်းရှိတဲ့မိမမဟုတ်ဘူး။စီဝါကြီးလည်းအကွက်မြင်တတ်တာမဟုတ်ဘူး။ လူမှုရေးကြတော့လဲဘလို့လူဘလို့ပေါင်းရမယ်ဆိုကြတဲ့နီးပရိယေကိုလည်းနားမလဲဘူးရန်ကုန်ကိုတော့ကျုပ်နဲ့ညာလို့ကျုပ်ခေါ်လာလို့ရောက်လာတာကျုပ်ရန်ကုန်ဆက်ရောက်တော့၁၄နှစ်သားအညာပြန်လာတဲ့ဖုန်ကြီးနဲ့လိုက်လာပြီးလက်ဖေးဆိုင်မှာစပွဲထုတ်ဝင်လုပ်နေတာအဲဒီကမှအဖျော်ဆရာဘွားရောက်ပြီးရွာပြန်တဲ့အခါသူနဲ့ရေးစားဖြစ်လက်ဖေးဆိုင်နေစည်းဆိုတာနည်းတာမှတ်လို့လားလျော်မရရောအာအမနေမှအဆင်ပြေအောင်ရှိတာ ဒါဝင်ပဲသူတယောက်တည်းလှုပ်ကျွေးနေရတယ်များမှတ်သလားမသိဘူးကြည့်ရတာကြာလေချက်တည်းမရှိသေးပဲဒါကြောင့်ဒီကောင်မလေးကိုကြုံအာယုံခံစားနေတာမှားသလားဗျာမင်းဟာဘာမှအကွက်စစ်စစ်မလုပ်တတ်ဘူးတော်တော်တုံးနေမိမာတဲ့ပြောရက်ပုံများပြောတော့မှာပေါ့ကျုပ်ကအခုတော့ကလေးသုံးယောက်အမိဖြစ်နေပြီကိုကျုပ်မှတနေ့တနေ့ဆိုင်နဲ့အိမ်နဲ့တောင်ချာကိုဆိုင်နေတာပဲလူကြီးရော ကလေးပါရတာရှိရှိအိမ်မောချလို့ကောင်းနေတဲ့နန်းနယ်လေးနိုင်လောက်ကလေးကကျုပ်အိမ်ရထားပြီး ူကတော့ညအိယာတဲ့ခေါင်းချချင်းကနေနနေအိယာထချင်းအထိခလော့ခလူးနဲ့ဟောက်တန်မှန်မှန်ပေးပြီးအပူပင်ကင်းကင်းနဲ့ဆက်တော်ခေါ်တော့တာဟောက်လိုက်တဲ့အတန်ကလည်းလူနဲ့မလိုက်ဘူးအိမ်အောင်ချခါစားတော့ကများကျုပ်သူ့ဘေးမှာဘလို့မှအိတ်လို့မပြုတ်နောက်မှကျင်လာရသွားတာအခုတော့နနေလေးနာရီအေးကြီးဝါဝါမဝါဝါမူးဝေနေလေပြုတ်ပြဲထတဲ့ဘောတော့တာဝင်နေရလည်းရှိသေးတာဟုတ် အချင်းနှကောင်ကိုနနက်ခွန်းနှစ်နာရီထိုးတာနဲ့ចောင်းဝင်ပို့ပြီးအငယ်လေးကိုကြောက်ဆိုင်ခေါ်သွားမှာဒါကြောင့်ကလေးတွေကိုចောင်းထမင်းဘူးအတွက်နနက်စောစောကြွေးမွေးလွတ်လိုက်ဖို့အတွက်ထထချက်ပြုတ်ရတာ9နာရီထိုးတာနဲ့အညာခေါ်ထားတဲ့လက်ဖေးဆိုင်တို့တမားနှစ်ယောက်ကိုနှိုးပြီးဈေးထဲကဆိုင်နဲ့ရုပ်ရှင်ဝါဆိုင်အတွက်ကြိုတင်ပြင်ဆင်ထားဖို့လွှတ်ရတယ်6နာရီထိုးလို့ထမင်းဘူးတွေထမင်းကြော်တွေအဆင့်သစ်ဖြစ်တော့မှသူတို့သားဖားတွေကိုနှိုးပြီးရေမိုးချိုးပြီးတော့ထမင်းကြော်ကျွေးရတယ် ။ "तू อ่ะအဲ့ဒီတော့မှဆိုင်ကိုကြော့နေအောင်ပြင်ပြီးထွက်သွားတော့တာ။ကျုပ်ကမထွက်နိုင်သေးဘူး။ကလေးသုံးယောက်ဆင်းနေဖြစ်တော့မှကမန်းကနန်းရေဝင်ချိုးတနခါပေးချားရိုက်ပြီးငဲကောင်းကိုချီအချီးနှကောင်ကိုလက်ဆွဲပြီးထွက်ရတော့တာ။အဲ့ဒါပြီးရင်မှတ်သလား။မပြီးသေးဘူး။ညနေဆိုင်ကပြန်ရောက်တော့ည9:00နာရီကျော်နေပြီ။ကျုပ်ကရုပ်ရှင်၉နာရီဘွဲရုံဝင်ပြီးမှဆိုင်ပြရတာ။ "तू อ่ะဈေးထဲကဆိုင်ညနေဈေးပိတ်တာနဲ့ပြီးပြီ။အဲ့ဒါကျုပ်စီတန်းလာပြီးကိုပေးပါမရဘူးတော့။ ဟိုလျှောက်ဒီလျှောက်ပြီးမှအိမ်ပြန်တော်မူလားအိမ်ပြန်ခြင်းရဲ့ကျုံနဲ့အတူတူပဲအိမ်ရောက်ရင်သူ့တော်ဝင်ကကျုပ်ဆိုင်ကနေချက်ပြုတ်ပြီးခြိုင်းနဲ့တယ်လာတဲ့ညစာကိုစားပြီးအိမ်ယုံမယ်ကျုပ်ကတော့ဘယ်အိမ်နိုင်လေဦးမလဲတော့အဝိရှော်တဲ့ခါရှုံးမိဘူးတိုက်တဲ့ခါတိုက်နေအချိန်ရသလိုအပြေးလောလှုပ်လိုက်ရသေးတာပေါ့တခါတလေများခြေပြစ်လက်ပြည့်အိပ်ပြီးတခေါခေါအိမ်မောကြနေတဲ့သူတို့သားဖတ်တွေကိုကြည့်ပြီးအားကြလိုက်တာမပြောပါနဲ့တော့အဲ့တော့ကိုကျုပ်ကတခါတလေများပြောမိညီးမိရင် မင်းဟာမင်းအကွက်မမြင်လို့ပင်ပန်းတာခံပေါ့တဲ့ဘလောက်ကျုပ်ပေါ်ကျန်တာတလဲဆိုတာနန်းနဲ့ဆက်တဲ့နိုင်ဝဲပြဆန်းရှိသေးတယ်ရုပ်ရှင်ရောင်ကလက်မှတ်ရောင်နဲ့ကောင်းလေးကျုပ်ဆိုင်ရောက်လာပြီးကျုပ်ကိုအရေးကြီးနေတဲ့ပုံသဏ္ဍာန်နဲ့အမယောက်ျားယုံထဲမှာကောင်းမလေးတယောက်နဲ့ရုပ်ရှင်ကြည့်နေတယ်တဲ့ဖျားကြီးကြာသာမူကျူကျုပ်ကမယုံတဝက်ယုံတဝက်နဲ့ဟုတ်မှဟုတ်ရဲ့လားဟဲ့လူမနေတာများလားဆိုတော့ဟောဗျာ အမရောက်ကြကျွန်တော်ကလူမားစီရလားကျွန်တော်လည်းမထင်လို့တိတိချာချာကိုကြည်လာတာအပေါ်ထက်နောက်ဆုံးတန်းကမင်းလန်းပြီးမှပြရတယ်ဟင်းတတော်ရဲတိမိလူလည်းကြတဲ့လူဒီနေရာမျိုးများသူမို့လာရဲ့တွေ့ချသေးတာပေါ့ကျုပ်ဒေါသဖြစ်ပြီးအသားကြီးတဆတ်ဆတ်တုံပြီးထရက်လိုက်တော့ကောင်းလေးရအမခဏနေရောရုပ်ရှင်ပြလို့နည်းနည်းလေးအရှိန်ရမှသွားတဲ့ကျုပ်ကိုထောင်ပြီးသွားတယ်ကျုပ်မှခေအောင်၆ချားနဲ့၁၀မိနစ်လောက်အချိန်ယူပြီးစိတ်ကိုညင်အောင်တော်ထိတ်နေရတယ် ြီးတော့ရုပ်ရှင်ရုံထဲဝင်ပြီးအပေါ်ထက်ကိုတက်လာခဲ့တယ်။အပေါ်ထက်ရောက်လို့ခန်းစည်းလှက်ပြီးရုံထဲဝင်လိုက်တာနဲ့ရုပ်တရက်အမှောင်ကြောင့်မျက်လုံးတွေကပြာပြီးဘာမှမမြင်ရဘူး။အဲ့ဒီမှာတစ်ခါမျက်စိကျဉ်သားရအောင်ခဏရက်နေသေးတယ်။မျက်စိပဲကျဉ်သားရရောကောင်လေးပြောတဲ့နောက်ဆုံးအလဲကုန်းနေရာကိုကြည့်လိုက်တော့လာလာကိုရောကျော်ကကောင်မလေးပခုံးမှာလက်တင်ထားပြီးခေါင်းချင်းဆိုင်လို့သူနဲ့ကျုပ်ကဖေးတဲ့အနေထားဆဲကုံကြော်ကြော်လောက်ပဲချားပြင်မဲ့ကျုပ်ကိုသူမမြင်ဘူးလေ ဘယ်မြင်မလဲချုပ်ကနောက်ဆုံးတဲ့အလဲနေအောင်ရောက်ဖို့အတွက်လူတွေကြားကချက်ချက်ညံ့ညံ့မတော်အချင်းလို့ရှေ့ဆုံးတန်းကပတ်ပြီးမင်းလန်းတဲ့တဲ့ဝင်သွားလိုက်တယ်အနားလည်းရောက်ရောကိုရောကျောင်းကချုပ်ကိုမြင်သွားပါလိမ့်ရောဘလောက်ပဲအာယုံများများတရုံလုံးငြိမ့်နေတဲ့အချိန်အလဲမင်းလမ်းမတဲ့တဲ့ကထောင်း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 နဲ့ဝင်လာတဲ့လူတယောက်ကိုသတိမပြုမိပဲရှိပါမလားသူကကြုံမှန်းနဲ့တိရောအတော်ကြီးအံ့ဩတုန်ထုတ်သွားဝင်ရတယ်အာခတ္တိတော့ ဘာမပြောညာမပြောနဲ့ရုပ်ခနဲထပြီးတုတ်တုတ်တုတ်နဲ့လှစ်ထွက်သွားပါလိယောဖြစ်ပုံကလည်းမပြောဘဲနဲ့သိနိုင်တဲ့အခြေအနေဆိုတော့ကောင်မလေးကလန့်ဖြန့်ပြီးဘာလို့ရမှန်းမသိပဲညလုံးပြမျက်စံပြဖြစ်နေတော့ကျုပ်ကကုတ်ဆွဲပြီးရုံထဲမှာအဆက်မကွဲခြင်းညီကျုပ်နဲ့လိုက်ခဲဆိုပြီးဆွဲထုတ်လာခဲ့တယ်။ခေကားကလည်းဆင်းရောဆော့ဆော့ကလက်မှတ်ရောင်းတဲ့ကောင်ကလေးကအမယောက်ျားတော့တချို့လေးလစ်ပြီးအမကြီးလို့တည်င်းအပေးမှာကောင်မလေးကကျမမျက်နှာကိုအလန့်တကြားမော့ကြည့်ပြီး အတော်ရှက်ရွံ့အားငယ်သွားတဲ့ပုံနဲ့ကုတ်ကုတ်ကလေးပါလာတယ်။ဆိုင်ထဲရောက်လာလို့အလုသမားနဲ့လက်ဖြစ်တောက်သူတွေရဲ့မျက်လုံးတွေချားမှာအနေကျုံနေတဲ့ကောင်မလေးကိုကျုပ်ကအတွင်းတောင်စပွဲတစ်ခုကိုဆွဲခေါ်လာခဲ့ပြီးထိုင်ခိုင်းလိုက်တော့ကောင်မလေးရဲ့ကျုပ်ကိုတုံတုံရင်ရင်အတန်နဲ့ကျမမိကောင်းဖခင်သားသမီးပါကျမကိုဘာမှမလုပ်ပါနဲ့နော်ကျမကြောက်လို့ပါလို့တောင်းမှန်တော့ကျုပ်ရင်ထဲမှာမကောင်းဘူးအမှန်တော့နှစ်ယောက်စလုံးကစားမရှိတဲ့မဥမလေးတွေမှုဒီပုံဖြစ်ရတာကျုပ်ကမျက်နှာထင်းထင်းနဲ့ သူ့မှာမိမရှိတာညီမသိဘူးလားဆိုတော့မသိပါဘူးအမရေဖះဆူရပါစေရဲ့တဲ့ညီသူ့ကိုအတော်ဆွဲနေလားရှင်ငါပြောတာနားမလည်ဘူးလားညီသူ့ကိုမခွဲနိုင်တော့ဖြစ်နေပြီလားလို့မေးတာခုသူ့မှာမိမရှိမှန်းသိရင်ညီကဘာဆက်လုပ်မှာလဲညီမရေငယ်ဖြစ်ခံမလားပြောလို့ပြောတော့ကောင်မလေးမျက်နှာရဲကနေဖြစ်သွားတယ်ကျမဒီစားရဲကမဟုတ်ပါဘူးအမရေသူ့မှာမိမရှိမှန်းမသိလို့ကြိုက်မိတာပါသူများယောက်ျားမှန်းသိရင်မပြစ်မှားပါဘူးတကယ်ပါ နေပါဦးညီတော်ကဘယ်လိုတွေ့ကြတာရောညီဟောဈေးတဲ့ဟာလားဟုတ်ပါတယ်ကျမဈေးရောက်တာမကြသေးပါဘူးအမရေကျမကလည်းဖိကြီးကြိုက်တော့လည်းဖိကြီးတော့တော့တောက်ရင်းနဲ့တွေ့တာပါနောက်ကြတော့သူကကျမကိုလည်းဖိကြီးလကားတိုက်တယ်ကျမတို့ကဆင်းရဲပါတယ်အမရေတကယ်လူရိုးလူကောင်းအားကိုးရမလားလို့သူ့ကိုကြိုက်မိတာပါအခုတော့တကယ်စိတ်နာပါတယ်အေးပေါ့အခုမှပေါင်းတယ်သူ့အကြောင်းကိုညီကဘယ်လိုသိမှာလဲသူကအညာသားကစီနေညီသူ့ဆရာဘာမှရလိမ့်မယ်လို့မအောင်မိနဲ့ လက်ဖက်ရည်တော့ရတာတော့လွန်လှပြီညီသူ့ကိုပေါင်းရင်လက်ဖက်ရည်တစ်ခွနဲ့ပြားတစ်ချက်ပဲရမယ်ကျုပ်ကိုလာပေါင်းကြည့်ခုချက်ချင်းပါတီ1ဆက်တစုံဝယ်ပေးလိုက်မယ်ယူမလားရှင်ကောင်မလေးကနားမလဲတဲ့မျက်လုံးနဲ့ကျုပ်ကိုမော့ကြည့်တယ်ငါပြောတာမရှင်းဘူးလားကို့မှာตาကြီးများကြီးရှိရတဲ့အတိုင်းသူများตาပြုတ်သမီးပြုတ်ဖြက်စည်းဖို့ကြံတာညီဘလို့ခန်းစားရလဲမှန်မှန်ပြောနော်ကျမကျမအဲ့လူမုန်းနေပြီးတော့ယွန်လဲယွန်နေစိတ်နာတယ် ဈေးထဲမှာရိပ်မိတဲ့လူတွေရှိရင်လည်းကျမရှက်လို့သေးပါပဲလူတွေကကျမကိုတမျိုးထင်နေလိမ့်မယ်ကျမဘာလို့ရမလဲအမရေကျမကိုကဲပါဦးညစ်သူဆုံးမရမယ်ဆုံးမရမယ်ဟုတ်တယ်သူ့ဆရာရောကြီးပြန်ကြတဲ့အနေနဲ့ညစ်သူကိုပါတစ်ချက်လောက်သွားရိုက်ခဲ့ဆော့ဆော့ကသူရုပ်ရှင်ုံထဲမှာဘာမှမပြောဘဲနဲ့ညို့ဖြစ်ချင်အပြည့်ဆိုပြီးလှဲ့မကြည့်ပဲထပ်လစ်သွားတာတွေ့တယ်မဟုတ်လားငါသာညီကိုမညာရင်ညီအခုတော်တော်နားနေပြီအဲ့လိုပဲညီသူ့ဆိုင်ကိုသွားအနားရောက်မှဖြန်ကနေပါပိတ်ချပြီးငါစီပြန်လာခဲ့ သူညို့ဈေးထဲမှာဘာမှပြန်လို့ရဲမှာမဟုတ်ဘူး။လုံရင်လည်းငါနဲ့တွေ့မယ်။သူကြောင်ပြီးကြံငယ်တော့ငါစီကိုအမြန်ပြေးလာခဲ့ကြလား။ညို့ကို1800နာပါတီဝန်ဆက်ဝင်ပြီးမယ်။ခေါမလေးမျက်လုံးနဲ့တောက်သွားတယ်။တကယ်လားအမ။တကယ်ပေါ့ဤ။မယုံရင်ဟောဒီမှာ1800ဒီစပွဲပေါ်မှာတပူးနဲ့ဖိထားမယ်။ပြန်လာတဲ့ညီးယူပြီးကို့ဘာသာပေါင်းဝယ်တော့ဟုတ်ပြီလား။ခေါမလေးနေရာကဆက်ခနဲ့ထရရလိုက်တယ်။ကျုပ်တည်တယ်။ဒီခေါမလေးအရင် ပြုတ်လို့စိတ်ညစ်နေတဲ့ပုံ။ ညကြတော့ထုံးစံအတိုင်းသူ့ရောကျုပ်ရောအတူတူပြန်ရောက်ကြရေချိုးပြီးခမင်းတော်မစားပဲအိယာဝင်သွားပါရောအိတာနေတယ်ခါတိုင်းလိုဟောက်တာမကြားရဘူးကျုပ်တခုခုပြောမှသူကြောက်နေပုံရတယ်မပြောပါဘူးတော့ကျုပ်ကသူ့ကိုဘာပြောစရာလိုလဲငကိုကလေးကမှအတုံးကြတဲ့မိန်းမမှမဟုတ်တဲ့ဟာကိုဘယ်နေရာမှအခွင့်မမြင်တဲ့မိန်းမကသူ့ကိုထောက်ရှေ့ရနဲ့ပြန်ဝင်ပြီးအငှားလက်ဘွားနဲ့ပရိုက်ပြီးမှတော့ဘာများထပ်ပြောစရာလိုသေးလို့တော့ အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အခုလိုဝိထုလေးတွေကိုအမြဲတမ်းဖတ်ပြခြင်းလို့ကျမတို့ရဲ့ Somber Daily Life Channel လို့လက်ခံ Subscribe လေးလုပ်ပေးပါဦးနော်။နှစ်သက်မြင့်တဲ့တငယ်ချင်းမိတ်ဆွေတွေကိုမျှဝေပေးဖို့မြစ်တမ်းရက်ခတ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။